ြောချင်လုံးလုံးပြောပြချင်တဲ့အကြောင်းအရာတော့ကျွန်တော်တို့နဲ့နှစ်ပေါင်း900လောက်ကင်းကွာနေတဲ့အမျိုးတွေစီကနေအမွေသွားတောက်မဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ကဲတော့ကျွန်တော်တို့ရဲ့အမွေသောက်မဲ့ခီးစဉ်လေးကိုစလိုက်အောင်။ကျွန်တော်တို့ရဲ့ခီးစဉ်ကတော့ကျွန်တော်ဟိုဘက်ဒီကျွန်းလေးကိုသွားမှာပေါ့နော်။ဒီကျွန်းမှာကျွန်တော်မွန်လူမျိုးတွေပဲအခြေချနေထိုင်နေဆိုပြီးကျွန်တော်တရင်ရရှိထားပါတယ်။ကျွန်တော်ဒီတစ်ခေါက်ခီးစဉ်ကအရင်အခေါက်တွေလို့တမိုင်းကြောင်အဲ့အလေးကြီးမဟုတ်ဘူးနော်ဒီခါတော့ကျွန်တော်ပေါ့ပေါ့ပါပါနဲ့ ဒါမှသွားလည်မယ်ပေါ့ဗျာနော်အဲ့တော့အဓိကဒီဘက်ချမ်းကျွန်တော်ကဘန်ကောက်အဲ့ဘက်ကျွန်းလေးကကျွန်တော်သွားလည်မယ်မွန်ကျွန်းမှာဒီဟာဖုန်ကြီးကြောင်းနေတဲ့လေစိတ်ကစီးရတာပေါ့နော်ကျွန်တော် Google Map လေးထည့်ပေးကြမယ်အမှန်တိုင်းမြေတခြားလေစိတ်တွေကစီးလဲရတယ်သွားဒီဟိုဘက်လေစိတ်မှာစိုက်မှာပဲအဲ့မြန်ကျင်တော့ဒီကိုကားနဲ့လာပါတော့ကျွန်တော်တို့တိုင်းပြီးရင်ကျွန်တော်ဒီကနေလေလေးနဲ့ကူလိုက်တာနဲ့ဟိုဘက်ရောက်ပါပြီကျွန်တော်တို့လိုမျိုးပဲလာလေးလူတွေအများကြီးပဲမှာတိတ်မကြခင်ဟိုတိုးရိစက်ရောက်လာတော့မှာပါတော့ကျွန်တော်ကနည်းနည်းဆော့ထွက်လာတဲ့အဖွဲထဲမှာပါတယ်အဲ့ဘက်ကမှကျွန်တော်အင်တာနက်မှာကြည့်ကြတော့အရမ်းမိုက်တွေဗျအဲ့ဘက်ဂျွန်းပေါ်မှာလုံးဝကိုကားမရှိဘူး တကယ် slow life ပေါ့နော်အဲအဲ့လောက်တော့တွားရောက်ပတ်တန်းတင်လေးလိုက်ခီးထွက်ပါပါနော်အဲ့တော့ကျွန်တော်ဒီကနေကျွန်တော်လှေးစီးရမယ်အခုကျွန်တော်လှေးစောင့်နေရပါခဏကျွန်တော်လှေးရရင်ကျွန်တော်ဟိုဘက်သွားပါတော့ယောကျွန်တော်လှေးနေဟိုဘက်တော့ start ထွက်ပြီပါနော်ဒီကဘုပ္ပဘုံကြီးကြောင်းနဲ့ဒီဘုပ္ပဘုံကြီးကြောင်းကူးဝေးနေရပါတော့